လမ်းလုံးဝရှောက်လို့မရတော့လို့ပေါင်းနှစ်ဖက်စလုံးအမြန်ခွဲစိတ်မှုပြုလုပ်ရတော့မယ်ဇမင်သားစွမ်းစာနီနွေဦးရဲ့ညနေပေါ်တော့တည်ဆူဝေပြီးတော့မယ်ငါနေ င်္ဂလာပါပရိသတ်ကြီးရဲ့ဇမင်သားဆွမ်းစာနေကတော့အခုလက်ရှိဆင်းရုံပေါ်မှာရောက်နေကြတာဖြစ်ပြီးပြီးခဲ့တဲ့လပိုင်းတွေအတွင်းကဇက်ပွဲပြန်လဲကပြမှုတွေပြုလုပ်ခဲ့တာကြောင့်ပေါက်နှစ်ဖက်စလုံးကိုအများဆုံးခွဲစိတ်ရတော့မဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ဒီကနေ့မှာဆိုရင်တော့ဇမင်သားဆွမ်းစာနီကသူကိုယ်တိုင်ပါဝင်ကားပြဖို့ရည်ရွယ်ထားတဲ့လေဝေးပွဲမှာပါဝင်ကားပြဖို့အတွက်ကျမ်းမာရေးအရလုံးဝအဆင်မပြေနိုင်တော့ဘူးဆိုတဲ့အကြောင်းအတိပေးလာခဲ့တာဖြစ်ပါတယ်။ ဆန်းစာနေကသူဟာလမ်းလျှောက်တာကိုလုံးဝရှောင်မရတော့တဲ့အတွက်ပေါင်းတစ်ဖက်စလုံးကိုအမြန်ဆုံးခွဲဆက်ရတော့မှဖြစ်တယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။ဆန်းစာနေကတောင်းပန်ပါတဲ့ကျွန်တော်ချေရတဲ့လေဝေးကပရိသတ်ကြီးရေကျွန်တော်ပွဲကားပြဖို့အတွက်ရည်ရထားပြီးကြေညာပြီးကမှကျွန်တော်ရဲ့ကျမ်းမာရေးအရာဆရာဝန်များမှကားပြရန်အဆင်မပြေပါတော့ကြောင့်ကျွန်တော်ကိုယ်တိုင်လမ်းလုံးဝရှောင်မရတဲ့အတွက်ကားပြရန်ဘလို့မှအဆင်မပြေတော့လို့ပါဗျာကျွန်တော်ရဲ့ပေါင်းတစ်ဖက်စလုံးအမြန်ဆုံးခွဲဆက်ရပါတော့မယ် ဒီမိုးရင်းကြီးပြီးရင် အားလုံးအဆင်ပြေသွားမှာပါအဲ့ဒီခါကျမှကျွန်တော်အရင်တုန်းကလိုပြိသက်တွေရှိကိုအကောင်းဆုံးပြင်လာခဲ့ပါမယ်လေဝေးပွဲအတွက်ဆယံပေးပြီးမကပြနိုင်တာကိုအကြီးကြီးနားလည်ပြီးခဲ့တဲ့ကန်ထရိုက်ကိုကြီးကိုအောင်ပြေဆုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲနားလည်ပေးကြပါနော်ဟုဆိုကသူရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေပြည်သက်တွေကိုတောင်းပန်စကားပြောထားတာလည်းဖြစ်ပါတယ် လက်ရှိအခြေအနေမှာတော့ဆွမ်းစာနေဟာမုတ်ချိုအိမ်ရောက်တာအဆိုင်အိမ်ရောက်တာအသေးကြီးပြီးပေါင်သွေးကြောပိတ်နေတာတွေကြောင့်ခုံပေါက်ကခုံချင်းတွေကိုလုံးဝလုံးဆောင်မရတဲ့အခြေအနေမျိုးဖြစ်ပေါ်နေတယ်လို့လည်းအသိပေးလာခဲ့တာဖြစ်ပါတယ်။ဆမ်မင်သာဆွမ်းစာနေကတော့ဇက်သမင်လောကမှာရှက်ရှန်းတအောင်မြင်ခဲ့တဲ့သူတယောက်လို့ပြောရမှာဖြစ်ပြီးနောက်ပိုင်းမှာတော့အရက်ကိုအလွန်ကျွံတောက်တုံးခဲ့ရာကနေကျမ်းမာရေးအခြေအနေဆိုးရွားခဲ့ပြီးပြည်သက်တွေနဲ့အလံဝေးခဲ့ရတာလည်းဖြစ်ပါတယ်။ ဆမင်းသားဆွမ်းစာနေတယောက်ခွဲစိတ်မှုတွေလည်းအောင်မြင်ပြီးအမြန်ဆုံးနေကောင်းကျမ်းမာပါစေလို့စစ်တမ်းမြတ်တာပို့သပေးလိုက်ရပါတယ်ရှင်။